Hey, hi. How are you? ဆိုတော့ချိန်မှာကျွန်တော်တို့လက်ဖွားလေးတွေလက်ချောင်းလေးတွေတိစောက်ကြည့်ပြီးသွားပြီ။ Dimension လေးတွေအမျိုးမျိုးလှည့်ပြီးလုပ်ကြည့်ပြီးသွားပြီ။နော် Low end requirement လေးတွေကိုလည်းကျွန်တော်ဒုတိယအကြိမ်ထပ်ပြီး suggest လုပ်ခဲ့ပြီးသွားပြီ။ဆိုတော့ဘာကြံသေးလဲ။လက်ဖွားပြီးဆိုတော့ချိန်ဘွားဟုတ်တယ်နော်။လက်ဖွားနဲ့ချိန်လက်ဖွားပြီးမှချိန်ဘွားကြံတယ်၊ခြေထောက်ကြံတယ်ပေါ့။ဆိုတော့ဒီနေရာမှာကျွန်တော်ကဒီ shape လေးနဲ့ပဲချိန်ဘွားလေးကိုချင်းကပ်ပြသွားမှာ။ဒါပေမဲ့ချိန်ဘွားကဒီခြေထောက်ကပေါ့နော်။ လက်ဖွာလေးလက်ချောင်းလေးထပ်ပူပြီးတော့ခတ်တယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုလည်းအတက်နိုင်ဆုံး simplify ဖြစ်တဲ့ပုံစံလေးနဲ့ပဲချင်းကပ်ပြသွားမယ်ဆွဲပြသွားမယ်ဟုတ်လားနော်โอเคအဲ့တော့အာချီဘွားလေးကိုအားလုံးတိကြတဲ့ရင်းနှီးကြတဲ့ပုံစံလေးတိုင်းတော့အရင်ဆုံးစာယူဆွဲရအောင်မယ်တို့ခုံခုံလေးရှိတယ်တို့ဒီတက်လာတယ်ဟုတ်လားနော်တို့ဒီရှိတယ်โอเคဒီလိုလာတယ်ဒီလိုလာတယ်အတဲကြည့်မယ်ဆိုလို့ရှိရင်ချီမလေးမြင်ရမယ်ချီညိုးလေးတွေ ဒါလေးခြေချောင်းလေးမြင်ရမယ်ပြီးရင်လူမျိုးလေးပေါ့နော်နဲ့လူလေးမြင်ရမယ်ဟုတ်လားဆိုတော့ဒီလိုက်ဆိုရင်ရောလူလေးဖြစ်နေမှာလူလေးရှိရဲ့လူလေးရှိရဲ့လူရှိရဲ့ ဆိုတော့သူ့ရဲ့ overall shape လေးကိုကြည့်လိုက်မယ်ဆိုတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်လူလေးဖြစ်ဟုတ်လားနော်ဒီမှာချီမလေးရှိတယ်ခြေချောင်းလေးရှိတယ်လူလေးဖြစ်တယ်โอเคဆိုတော့ဒီ form လေးကိုကျွန်တော်တို့အချက်လောက်ယူမယ်ယူပြီးတော့သူ့ကို

ခြေဘွားလေးကိုတီးတန့်ထုတ်ပြီးဆွဲပွဲလို့ဒါနည်းနည်းလေးဒါပေမဲ့ handy ဖြစ်နေတာပေါ့နော်ဒါပေမဲ့ခန္ဓာကိုယ်တစ်ကုန်လုံးဆွဲရခါမှာမိသွားလို့မရတာဒီကောင်ကတသေးလေးပဲပေါအောင်ဖြစ်လို့တော့မလို့ဒါလောက်ကြီးကြီးအသေးသေးဆွဲကြအောင်လို့ okay เนาะဆိုတော့ဒီကမှာတွေ့ခြေချောင်းလေးရှိမယ်ဒီမှာသူ့ရဲ့ခြေတော်ကရှိမှာပေါ့ဆိုတော့ဒါကတော့သူ့ basic form လေးပေါ့နော်ဒါပေမဲ့ဒီထက်တော့ ပို့ပြီးတော့တကယ်အသေးစိတ်ဆွဲမယ်ဆိုရင်တော့ဆွဲလို့ရပါတော့เนาะဆိုတော့ဒါ basic formatting ကနေလေးပါ yes that's it see you again guys mm hmm.